ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ ပရိသတ်များအတွက်ဒီတစ်ခေါက်မှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မူလီ တောင်နဲ့မြေမောတောင်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာပရိသတ်များအားလုံးကလည်းလိုက်ပါနာဆင်ပေးပါအောင်ခင်ဗျာမြေမောတောင်သည်ကရင်ပြည်နယ်၏မူလီတောင်တန်းများမှာတည်ရှိပါသည်မူလီဘုရားတည်ရှိရာတောင်ကုန်းသည်မြေမောတောင်၏အောက်မှာတည်ရှိပြီးတောင်ထိပ်၏အနီးအနားရှိတောင်များအားလုံးသည်မြေမောတောင်၏အောက်နှင့်ဆက်ဆက်နေသောတောင်တန်းများဖြစ်သည် မြင့်မောတောင်သည်တောင်တန်းများဖြင့်တွေ့တန်း၏ဝန်းရံပြီးမြေကြီးမှကောင်းကင်၏နတ်ပြည်၆ထက်တာဝရင်သာနတ်ပြည်အထိတွေ့တန်းထားသော တောင်တန်းကြီးများဖြစ်ပါသည်ကဘာ၏အပေါ်နှင့်စัจ java လာမှအမြင့်ဆုံးဖြစ်ပြီးပေတသိန်းထရီလီယံကျော်ရှိရာကြောင့်နတ်ပြည်သည်လူပြည်နှင့်ဒီလောက်ပေအကွာအဝေးမှရှိကြောင်းကို အတည်ပြုနိုင်ပါသည်ဗုဒ္ဓမြတ်စွာဘုရားသည်ယန္တာရှင်ကိုယ်တော်မြတ်ကြီးများကို တနေ့သောအခါမှာစကားတစ်ခုကို မိန့်ကြားတော်မူခဲ့ပါသည် ရှင်ယဟန်တို့ဇန်တကုများဖြင့်နတ်မင်းကြီးများထံဆွန့်ခံရန်ကြွားကြသည်ထိုအခါကောင်းကင်မှလူတို့မြင်နိုင်သောငှက်ကဲ့သို့တရဝများသည်ပြန်တန်းနေကြသည် လူတို့မမြင်နိုင်သောကောင်းကင်တရဝများစွာသည် နေစဉ်သွာလာနေကြသည်ဆွန့်ခံရန်ကြွားသောအချိန်မှာရဟန္တာမြတ်ကြီးတကိုးဆံများကပညာတဲ့အမျိုးမျိုးကို ထိခိုက်နိုင်သလိုပြန်တန်းရေသွာလာနေသောယင်အမျိုးမျိုးနှင့် တတဝအမျိုးမျိုးကိုလည်းထိခိုက်နိုင်ပါသည်ထို့ကြောင့်နတ်ပြည်သို့ဆွန့်ခံရန်ကြွားသောအခါနတ်ပြည်တည်တည်ရှိနေရသို့ခြေလမ်းဖြင့်ကြွားကြရမည်ထို့မှတစဉ်နတ်ပြည်ကိုတွေ့တန်းထားသောတောင်တန်းကြီးမှဆွန့်ခံကြပါယဟန်တို့ဆိုကမြတ်စွာဘုရားရှင်သည်စကြဝဠာ၏အလေတည်တည်မှရှိတဲ့အလင်းနှင့်ဒုတဲ့တစ်ခုကိုမောလီတောင်တန်းကြီးအလေတည်တည်မှထားပြီးတောင်တန်းအဖြစ်ဖြစ်တည်စေပြီးမြင့်မို့တောင်ဟုအမည်ရှိလာပြီးထိုတောင်ကြီးသည် အရင်ကတာမန်လူသားများနဲ့နာမည်ကြီးတို့မြင်ဖို့ခက်ခဲသော အလင်းတန်းကြီးတစ်ခုထင်ရသောတောင်ကြီးတစ်ခုဖြစ်တာကြောင့်အခုအချိန်မှာလူသားတို့မှတ်တမ်းကိုယူနိုင်သောအသည့်ထင်ရှားစွာမပေါ်လာခြင်းဖြစ်ပါသည်အရိမတေယမြတ်စွာဘုရားရှင်လက်ထက်မှာလူတို့သည်မှတ်တမ်းကိုယူနိုင်သောအသည့်ပေါ်ပေါက်မှဖြစ်ပြီးအရင်ခေတ်ကမင်းကောင်းမင်းမြတ်နဲ့ရှင်မယင်တို့ကလက်တွေ့ကြုံခဲ့ပူပါသည်ဦးအောင်စီရထိုင်းနိုင်ငံကိုတင်ပယ်ရှင်နဲ့ဆက်ဆက်မှုရှိပါသည် ယဟန္တာအရှင်မြတ်ကြီးများကယခုအချိန်ထိလူများရှိရာအိုအိမ်ဒေသမှာဇွင်းကိုခံရကြပြီးနာဖြစ်တော်၎င်းရုပ်ခန္ဓာကိုဖြစ်တော်၎င်းမြင့်မူတောင်မှနတ်ပြည်ကိုဆွန့်ခံရန်ကြွလိရှိပါသည်ယဟန္တာရှင်မြတ်ကြီးများကဇန်တကုများဖြင့်ကောင်းကင်ကိုမပြန်သောအခါမြေပြင်ကကြွခဲ့လျင် မိုင်ပေါင်း3000တထောင်ကျော်ခန့်ကို အလိုရှိပါကခြေတလန်းဖြင့်အရောက်ကြွနိုင်သည်ယခုလူများက မနက်တိုင်းဆွန်းကိုလောင်းကြတဲ့အခါမှာမြင်ရသောယန္တာအရှင်မြတ်ကြီးများနဲ့မမြင်ရသောယန္တာအရှင်မြတ်ကြီးများကိုစိတ်ထဲမှအမြင်မှန်းစပြီးကတ်လူလင်းပိုး၍ကောင်းပါသည်မြင့်မော်တောင်သည်လွန်စွာမြင့်မားတော်လေအထက်စင်ပေါင်းတထောင်ကျော်ခန့်ရှိပါသည်တောင်တန်းအသေးများကယခုလူတို့မြင်သော အမြင့်ဆုံးတောင်ကြီးခန့်မြင့်မားပြီးအရှိဘက်မှဒေါ်တောင်များတစ်ပင်ရှိကြီးများနဲ့အနောက်ဘက်မှနှင်းမြူများ ကျနေသောနေရာများတည်ရှိပြီးရာသီဥတုမှာဆူဆွပြီးအေးချမ်းပါれ။နွေရာသီမပါဘဲအေးချမ်းခြင်းကြောင့်မြင့်မိုတောင်ကိုရောက်ဖူးသောနတ်ပြည်တွေဘုရားဆောင်ဘဝမှာလူဘဝကိုလာတော်သူများကတောတောင်နဲ့နှင်းမြူဆိုင်ခြင်းကိုသဘောကျခြင်းကအဲ့ဒါကြောင့်ဖြစ်ပါれ။တောင်တန်းကြီးတစ်ခုလုံးကိုဇောင်းတန်းများဖြင့်ပတ်ထားပြီးရဟန္တာရှင်ကိုယ်တော်မြတ်ကြီးများကစွန့်ကိုခံရန်ကြွလင်ရှောက်လန်းသောဇောင်းတန်းကြီးများဖြစ်ပါသည်။ ရွေရောင်ဤအစင်းရှိပြီးလေကားတင်များကစိန်ဗရန်များနှင့်ကြောက်စင်းအည်ကြောက်များဖြင့်ပြုလုပ်ထားပါသည်ဒလရတနာမင်းကြီးသည်မြင့်မော်တောင်ဤအရှိအယက်မှခရူသင်းကိုကန်ဆောင်ပြီးစုံကဝေဇောဂနီဂန္ဓဗနတ်အပေါင်းတို့ကို အုပ်ချုပ်သောနတ်များကိုအုပ်ချုပ်ပါသည်ဝိမလကနာမင်းကြီးသည်မြင့်မော်တောင်ဤတောင်အယက်မှနတ်တိုင်းကိုကန်ဆောင်ပြီးဖျားဆောင်ဂုံမာနတ်အပေါင်းတို့ကို အုပ်ချုပ်ပါသည် ဝေယူဘကနမင်းကြီးသည်မြေမောတောင်၏အနောက်ရံမှစိတ်ပတိနှင့်တောင်ဝေးကိုကန်ဆောင်လျက်မွေနဂါအပေါင်းတို့ကိုအုပ်ချုပ်ပါသည် ကုဝေယနမင်းကြီးသည်မြေမောတောင်၏မြောက်အရံမှတန်လျက်ကိုကန်ဆောင်ပြီးနဗလူအပေါင်းတို့ကိုအုပ်ချုပ်ပါသည်ဘူယတတိမေတော်ကြီးသည် ပိတကတ်သုံးပုံကို ရင်ဝယ်ပိုက်ဆောင်ထင်းပြီးတစ္ဆာရှိသူနှင့် ရွှေရင်ကျော်ဂိုင်းတော်သားအပေါင်းတို့ကို အလိုအလျောက်မပင့်ဖေဖေနှင့်စောင့်ရှောက်လျက်ရှိပါသည်သူရတတိမေတော်မြတ်သည် နမင်းကြီးအပေါင်းကိုအုတ်ချုပ်လျက်နမင်းကြီးများတစ်ဖက်900ဖြင့်ရွှေရင်ကျော်အိဆာတရမဟိန်ဒီစီကုံတော်ကြီး၏တာဝန်များကိုစောင့်ရှောက်တော်မူပါသည် သူရတတိမေတော်ကြီး၏ပုံတော်သည် မတ်တရက်လျက်ပိတကတ်သုံးပုံကိုပိုက်ထားသောပုံတော်သည်တရဝင်စစ်မှန်သော ပုံဖြစ်ပါသည် လူများကတည်သောဗလတ်ဟိုးသည်ငရဲပြည်ကြီးဖြစ်ပြီးထိုအထဲသို့လွန်စွာမြင့်မြတ်သော လူဘဝကို မစင်မကျင်မဲနှင့် အပြစ်များကျူးလွန်ပြီး ၅ပါးသီလကိုဖောက်ဖျက်ပြီးခင်မွန်းကြီး၁၀ပါးကိုပြစ်မှာတော့အစိုးမြင်ဝါဒနဲ့လူများကိုငရဲအဖြစ်အထက်ထက်ချသောငရဲပြည်ဤတကားဝဖြစ်ပါသည် လူများကို ထိုအထဲသို့မကြနိုင်အောင် တားရမှာကဗုဒ္ဓဘာသာတိုင်းရဲ့တာဝန်ဖြစ်ပါသည်ထို့ကြောင့်နတ်ပြည်၆ထပ်သည်ကောင်းကင်မှာတည်တံ့ဖြစ်တည်နေခြင်းမဟုတ်ဘဲမြင့်မှုတောင်မှာအစဉ်လိုက်ဖြစ်နေခြင်းဖြစ်ပါသည်အမြင့်ဆုံးတာဝန်ရင်းသာနတ်ပြည်မှာ ဇူလာမနစ်စီဒီအဖြူရောင်ကိုစက်ကြဝလာဤအကြီးဆုံးနေရာမှာတည်ထားပြီး ကိုးကွယ်ခြင်းဖြစ်ပါသည်။ကြားထဲမှာလှပသောတောတောင်ရေမြေတဘာဝများနင်းတူနေနတ်များရဲ့ပုံပိတ်မှန်များအဆောက်အဦများစွာတည်ရှိပါသည်။မြင့်မိုတောင်ဤလေတုကတစ်ပင်များစွာတည်ရှိတာကြောင့်လေတုကတန့်ရှင်းပြီးမွေးကြိုင်နေပါတယ်။အဲ့ဒီနေရာကိုရောက်ဖူးတဲ့သူများကလူအဖြစ်ဝင်စားတဲ့အခါတောတောင်ရေမြေတဘာဝကို လွန်စာနှစ်သက်ကြပါတယ်။ မြင့်မို့တောင်ဆိုသည်မှာယနေ့ခေတ်လူများဟာစကြဝဠာရှိ တောင်ကြီးများဟုယူဆကြပါသည်ထို့အမြင်မှာမမားပါဘူးစကြဝဠာမှာမြင့်မို့တောင်ကဲ့သို့များစွာသော တောင်တန်းများတည်ရှိတော်လေယခုမြင့်မို့တောင်သည်ဘုရားရှင်ကဖွဲ့စည်းခဲ့သော တောင်တန်းများဖြစ်ပါသည်ကဘာဤမြေတုနှင့်ဖွဲ့စည်းထားသော တောင်များဖြစ်ပြီးတာမန်ထက်ပိုမြင့်တာကြောင့်လူအများကမမြင်နိုင်သော တောင်တန်းများဖြစ်ပါသည် ူတိုင်းကမမြင်နိုင်ပေမဲ့လောဘဒေါသမောဟကိုထိန်းချုပ်နိုင်သောကြင်ကြံသူများကနေတိုင်းအိမ်မက်ရဲ့အထဲမှာတွားရောက်ခွင့်ရကြပြီးတာမန်လူများကဖျားဆောင်အဖြစ် မြင့်မို့တောင်စီကိုတွားရခြင်းများလည်းရှိပါတယ်။ဒါကြောင့်အိမ်မက်ဤအကြောင်းကို ပြောရန်လိုလာမှာပဲဖြစ်ပါတယ်။အိမ်မက်သည် လူများက လူဝင်စားသောအခါဒီစိတ်နှံတရားကြီးမိဘဤဝမ်းသို့ဝင်ပြီးလူအဖြစ်ဝင်စားကြပါတယ်။အဲ့ဒီကနေတဆင့် ခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းပါれခန္ဓာကိုယ်ကြီးကအသည့်ဖြစ်တည်ပေမဲ့နံတရားကအရင်ဘဝကအကြောင်းအရာများကိုမှတ်မိနိုင်ပြီးမိမိဤကုသိုလ်အပေါ်မှာမူတည်ပြီးနံတရားကခြုံမော်လှပနိုင်ပါれအပြင်မှာခန္ဓာကိုယ်ကရုပ်ဆိုးတော်ညာလေကိုယ့်ရဲ့လက်ပြာကချောနေတတ်ပါれထိုလက်ပြာကိုအိတ်ဆက်နေတဲ့အချိန်မှာပြေဝစွာပြန်ရပါれရုပ်တရားကြီးကအိတ်ဆက်နေခြင်းကြောင့်အနာယူနေပြီးအတိညာအုံနောက်တစ်ခုပဲ အလုတ်ကိုလုပ်နေကြပါတယ်။ထို့မှအိမ်မက်ဟုခေါ်သော စိတ်ကူးမြင့်မက်မှုများဖြစ်ပေါ်လာပါတယ်။ဥပမာမဲခင်မိမိက နေခင်ဘက်မှာဖြစ်ကျင်နေတဲ့အရာများကိုဇက်လန်းအဖြစ်ပုံဖော်ပြီးစိတ်ကူးရင်မယ်ဆိုရင်ဒါကအိမ်မက်တစ်ခုဖြစ်ပါတယ်။ဇက်လန်းတစ်ခုကိုဖန်တီးရင်၎င်းက အိမ်မက်ဖြစ်ပါတယ်။လူဤခန္ဓာကိုယ်ကအိပ်ဆက်ပြီးအနားယူမှနန်းတရားကအလုတ်ကိုလှုပ်တော့အိမ်မက်ဤကဘာလေးကို ရောက်ခြင်းများဖြစ်ပါတယ်။ ငရဲပြည်မှာကြနေတဲ့သူများကလူဘဝကို ပြန်လာရန်တိရစ္ဆာန်ဘဝထရီလီယံပေးဆက်ရခြင်းဖြစ်ပါတယ်။လူဘဝကိုရောက်နေတဲ့သူများကမြင့်မိုတောင်မှာ လာသောနတ်တွေ၊နတ်ပြည်တွေလူဘဝများကိုတက်ကတက်ကဝင်စားသောဘုရားဆောင်တိုက်ရီလူများကများကြပါသည်။ဒီတော့မြင့်မိုတောင်ကို အမြဲရောက်ဖို့တရားရဂိုင်းလုံးရှိကြပါတယ်။မှတ်မိခြင်းမမှတ်မိခြင်းတစ်ခုပဲကွာမှာဖြစ်ပါတယ်။ ိမ်မက်များကဒီကဘာနဲ့ပေတသိန်းလောက်အကွာမှာတန်းချီပြီးဇက်တိုက်တည်ရှိနေတတ်ပါ रे အနာဂတ်ကဘာနဲ့အတိတ်ရဲ့အချိန်ကိုမတ်တော်အတိတ်ကဘာများဆိုပြီးအိမ်မက်ကဘာများရှိပါ रे လက်ရှိပြစ်စုံမှန်ကဘာဤအချိန်ကအိမ်မက်ဤကဘာကိုဝိပဿနာတရားအားထုတ်သူများက ပို့၍မှတ်ပါ रे ဒီကဘာမှာကိုနှစ်ရံညိုးရှိတော်သူများကအကာအကွယ်မရှိရင် အိမ်မက်ဆိုအဖြစ်လောက်တတ်ပါ रे ယဟန်များကတရားဟောခြင်းကိုအမြင်နာကြသောသူများမှာထိုယဟန်များ၏အကာအကွယ်ကြောင့်အိမ်မက်ဆိုးကိုပေး၍မရဘဲနဲ့လိပ်ပြာကအိမ်မက်ကောင်းများကိုမတ်ကြပါလေတကယ်တော့ယခုမအိတ်ခင်အတိစိတ်ကလောကတစ်ခုဖြစ်ပြီးအိတ်တော်အိမ်မက်လောကသည် လောကတစ်ခုဖြစ်ပါသည်ဖြစ်တည်မှုနှစ်ခုပေါ်ဒါကြောင့်ကိုကယခုခန္ဓာကိုရှိနေတာကြောင့်အသက်ရှင်သည်ဆိုပေမဲ့အသက်မရှိတဲ့သူများက ခန္ဓာကိုယ်ကိုဆွံ့လွတ်ပြီးနံလောကမှာနေကြရပါတယ်။အိမ်မက်ကိုမတ်သောအချိန်မှာ သူတို့ကထိုအိမ်မက်ကိုစောင့်နေသောနတ်များကို ခွန်တောင်းပြီးတေဆုံသောသူများကမိသားစုဝင်များ၏အိမ်မက်ထဲကိုဝင်ပြီးစကားပြောကြပါတယ်။အိမ်မက်ကိုပေးမကြပါတယ်။နတ်များကလည်းလူများကို ထိုကဲ့သို့အိမ်မက်များကိုပေးတတ်ပါတယ်။လူများကခန္ဓာကိုယ်ရှိတာကြောင့်အိယာထားကြပေမဲ့အိဆက်ချင်းက တည်ဆုံးသောသဘောတရားနှင့်အတူတူပင်ဖြစ်ပါ रे တကယ်ဆိုအိဆက်မှုတိုင်းကအမြဲယာယီတည်ဆုံးခြင်းပဲဖြစ်ပါ रे ခန္ဓာကိုယ်ကအလုံးလုံးမှုရှိနေပေမဲ့လည်းလက်ပြာကထိုနံလောကရဲ့အထဲမှာမိမိဘဝဤပဋ္ဌာန်းဆက်ရှိသောနေရာများကိုအမြဲရှောက်သွားနေတတ်ပါ रे ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုနားထောင်ပြီးအိမ်မက်ကဘာထဲမှာမကောင်းသောအတိုက်အခိုက်တွေလွင့်ဆင်သွားပြီးအိမ်မက်များကို ကောင်းမွန်စွာမှတ်ရန်လုပ်ပေးခဲ့ပါရယ်အိမ်မက်လောကမှာအတိတ်ခင်များရှိတာကြောင့်မိမိကိုယ်တိုင်ကခင်မွန်းကြီးစေပါတံကိုတင့်တာကြောင့်အိမ်မက်ဆိုးများကိုမတက်ပါရယ်ကျွန်တော်မှာရှိနေသောအတိတ်ခင်များကို မဟုတ်ဘဲကဘာပေါ်မှာရှိတဲ့လူတိုင်းရဲ့အိမ်မက်များကို ရှင်းလင်းပေးခဲ့ပါရယ်ဒါကြောင့်အိမ်မက်ကောင်းများကိုမြင်မက်ကြပါလိမ့်မယ်အေဂျင်ပီမြစ်တာတက်ကြောင့်ပေါ်ပါစွာလို့ထောင်နိုင်ကြပါလိမ့်မယ် ဒီအရာကို အပြည့်အဝရှိခြင်းလင်ဗုဒ္ဓဖရာရှင်ထံမိမိ၏အတ္တနှင့်ခန္ဓာကို အမြဲကပ်လိုပါဒါဆိုငရေကြနေသော မိစ္ဆာများကမထိနိုင်အန္တရာယ်ကိုမပေးနိုင်ပါဘူးအိမ်မက်များလည်းကောင်းဝင်ပြီးကြည်လင်လာပါလိမ့်မယ်အိမ်မက်၏အကြောင်းကို အသေးစိတ်တမ်းမှန်တင်ပြပါဦးမယ်ခင်ဗျာဒီနေ့ရဲ့ဝေမျှမှုလေးကိုဒီမှာပဲရှင်းနာပါဦးမယ်ခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ